ဟုတ်ကဲ့မင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့မွေးနေ့အမှတ်တရပါဗောနော်တော့ပြခြင်းနဲ့ဗီဒီယိုလေးတစ်ပုဒ်ရှိပါတယ်ဟိုကျွန်တော်ဇွန်30မွေးတာဆိုတော့ဇွန်30ဆိုတော့အသက်38ပြည့်ပြီ39လဲကိုရောက်မှာဗောအဲ့တော့မွေးနေ့အမှတ်တရကျွန်တော်ငငယ်ကလေးကစိတ်ခဲ့တဲ့ဗီဒီလေးဆရာကြီးပြောပြပြီးတဲ့ဗီဒီစိတ်အကြောင်းလေးဒါလေးကိုကျွန်တော်ဒီအချိန်မှာပြောပြခြင်းတာဖြစ်တယ်အဲ့တော့ဒီဗီဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ခါမှပြောဘူးတာမျိုးမရှိဘူးဗျမရှိဘူးဒီတစ်ခါတော့ မွေးနေ့အမှတ်ရလည်းဖြစ်တော့ဒါထူးခြားခြားလေးပြောဝေးချင်တာပေါ့ဒါကတော့ဗဒီစပြီးစိတ်တဲ့လူတွေဗဒီလိုင်းကိုစလိုက်တော့မဲ့လူတွေဗဒီနဲ့ပတ်သက်ပြီးစပြီးတော့အလေးအထုံရအောင်စစိတ်ကြရတဲ့လူတွေပေါ့ဒါကဗဒီစစိတ်ပြင်နောက်ပိုင်းအမြင့်လိုင်းနေစိတ်သွားနိုင်အောင်လို့စပြီးတော့ဆရာကြီးစီရင်ပေးတဲ့ဗဒီစိတ်ပေါ့ကျွန်တော်ကတော့အခုရှိအခုထိလဲစိတ်နေတော့မှာပဲနော် အခြားဂုံတော်တွေကားထားတွေရုပ်ပြီးစိတ်ထားတွေရှိတယ်လို့အခုနီလန်တွေလည်းစိတ်ပါတယ်ကျွန်တော်ငယ်ငယ်ကမိဘတွေဆရာသမားတွေကကလေးတွေကိုစတင်ပြီးဘာတင်ပေးကြလဲဆိုတော့တဏ္ဍဂုံသုံးပါးတင်ပေးကြရဗျနော်နောက်ပြီးတော့ကျွန်တော်ဂုံတော်ကိုဘာမှာအရဟံဆိုတာမျိုးကိုအမြဲပြောပြလေးရှိတယ်။အဲ့တော့တော်တော်များများကလေးတွေအားစာအရဟံဆိုတာကိုသိနေတယ်။တဏ္ဍဂုံ၃ပါးဆိုတာကိုသိနေတယ်။သိနေတယ်။အားရလေးကိုပဲဗလီစိတ်လေးတွေ ဆရာသခင်တွေကလုတ်ပေးထားတာရှိတယ်။အဲ့ဘရီလေးကြောင့်ပြောပြခြင်းနဲ့လက်ရှိကျွန်တော်လဲစိတ်နေတဲ့ပတိပေါ့။အဲ့တော့ဗရီစိတ်လေးကကျွန်တော်တို့တွေကဘလို့လုတ်ထားတာလဲပေါ့။ဒီမှာဗုဒ္ဓတရဏကိစ္စမိဓမ္မတရဏကိစ္စမိတန်ဃာတရဏကိစ္စမိပြီးရင်အရဟံဗုဒ္ဓတရဏကိစ္စမိဓမ္မတရဏကိစ္စမိတန်ဃာတရဏကိစ္စမိပြီးရင်အရဟံဗုဒ္ဓတရဏကိစ္စမိဓမ္မတရဏကိစ္စမိတန်ဃာတရဏကိစ္စမိပြီးရင်အရဟံဗုဒ္ဓတရဏကိစ္စမိဓမ္မတရဏကိစ္စမိတန်ဃာတရဏကိစ္စအရဟံ ဒီလိုမျိုးလှုပ်ထားတဲ့ပတိစိတ်ဖြစ်တယ်အဲ့တော့ပတိစိတ်ကိုကျွန်တော်တို့ဒီလိုလှုပ်ထားတာမျိုးတော့တွေ့ဘူးမှာတွေ့ဘူးကြမှာတွေ့ဘူးလိမ့်မယ်ပတိဆိုင်တွေကိုကျွန်တော်တို့ custom mind အနေနဲ့ဒါကိုလုတ်ခိုင်းလို့ရတယ်အဲ့တော့စစိတ်မဲ့လူငယ်တွေပတိကိုစပြီးတော့စိတ်ချင်တဲ့စိတ်ရှိတယ်အာတိသားရှိနေတဲ့လူတွေအတွက်အလွယ်ဆုံးနည်းနဲ့အထည်ရောက်ဆုံးပတိစိတ်နေပါနော်တဏ္ဍာကုံ၃မှာရွတ်လိုက်နော် အရဟံလေးတစ်ခါတစ်လုံးချလိုက်တဏဂုံသုံးပါးရောလိုက်အရဟံလေးမှာအလုံးလေးကြီးတာတော့ကိုမှတ်မိနေတယ်ဗုဒ္ဓံသံဃာ့ဓမ္မံသံဃာ့တန်ဃာ့သံဃာ့အရဟံဗုဒ္ဓံသံဃာ့ဓမ္မံသံဃာ့တန်ဃာ့သံဃာ့အရဟံဒီလိုမျိုးလေးရွတ်ပွားဖို့အတွက်စီစဉ်ပေးရတာဖြစ်တယ်တကယ်လဲအကျိုးထူးတယ်တကယ်လဲပရိစားစိတ်တဲ့သူတွေအတွက်ရွယ်ထားတာဖြစ်တဲ့အတွက်စပြီးအကြံစီလေးတွေစိတ်ကူးလေးတွေစပြီးအောင်မြင်လာတယ် လောလောကူကူစိတ်ရတာဖြစ်တဲ့အတွက်စိတ်ဖြစ်တယ်။အဲ့တော့တနေ့ကိုဘယ်နှပတ်စိတ်ရမယ်လို့ဘယ်နေ့စိတ်ရမယ်လို့ဘယ်လောက်ကြောင်စိတ်ရမယ်လို့ဘယ်နေ့သားတွေအတွက်စိတ်ရမယ်လို့ဒါတွေဒါတွေကျွန်တော်ဒါမပြောလို့ဘူးပေါ့နော်။မပြောလို့ဘူး။ကိုယ်စိတ်နိုင်တဲ့လောက်စိတ်သွားလို့ရတယ်။ဒါပတိစားစိတ်မဲ့လူတွေအတွက်ရည်ရွယ်ပြီးလှုပ်ထားတဲ့ပတိပါ။အဲ့တော့ကျွန်တော်ကတော့အခုထပ်တိတိုင်လဲစိတ်နေတယ်။နော်အခြားလူတွေကိုလည်းဒီနီလန်လေးပြောခဲ့ပါတယ်ဒါကပါတော့ခလေးလူငယ်တွေအတွက်ရည်ရွယ်တာစပြီးစိတ်မဲ့လူတွေလူလက်ပိုင်းတွေထားပါတော့ကျွန်တော်တို့ကိုယ်သားလေးကို နိုင်ငံသားပို့လိုက်တယ်နိုင်ငံသားပြင်သားတော်တဲ့နိုင်ငံသားမှာအလုပ်သွားလုပ်တယ်မသားလေးရဲ့ပရိစိတ်ဒါပရိလေးစိတ်ဆေခြင်းတယ်အာကုံတော်တွေကထိုင်မစေခြင်းဘူးအာအယံများတယ်မလုပ်ခြင်းဘူးအချို့ကလေးတွေညင်းကြတာရှိတယ်အဲ့လိုညင်းကြတဲ့လူတွေအတွက်ကျွန်တော်စပြီးဒီပရိစိတ်လေးကိုလုပ်ပေးရတာဖြစ်တယ်နော်အဲ့လိုလေးပရိစိတ်ဆိုင်မှာလုပ်လိုက်ရင်ရပါတယ်ဒါလေးလုပ်ခြင်းအပြင်တိရတတာကျွန်တော်တို့ကဘလို့ဖြစ်လဲဆိုတော့အန်ရီတွေကင်းတယ်တော်ရုံအခက်ကလေးတွေပြည်လဲတယ်လူငယ်လေးတွေပရိစိတ်ဖြစ်လာတယ်ဒါကြောင့် ။အာချို့ဆိုရင်သားသမီးလေးတွေကိုဘောရဆောင်ပို့လိုက်တယ်။စိတ်မချအောင်ငယ်သေးတယ်ဘောရဆောင်ပို့တဲ့ရွယ်လေးတွေကကလေးတွေက16 16 18လေးတွေအဲဒါစိတ်ပူတယ်။အာသားရဲ့သမီးကိုဖျားတရားလေးလုပ်စေခြင်းနဲ့အန်ရယ်လေးကင်းစေခြင်းနဲ့ဒါဆိုဒီတရဏဂုံနဲ့အရဟံတွဲစိတ်တာမျိုးကိုလုပ်စေခြင်းပါတယ်။နော်လုပ်လိုက်ရင်ကျွန်တော်တို့တိတတာကျွန်တော်တို့ဗရီးအပတ်ရည်အနေနဲ့စိတ်ဖြစ်သွားတယ်လူတွေကအဆင်ပြေသွားတာပေါ့ဗျာဒါဒါလေးတစ်ချက်ကျွန်တော်ပြောပြခြင်းလားဖြစ်ပါတယ် เนาะဒါဆိုရင်တော့ကျွန်တော်တို့ကဗဒီနဲ့ပတ်သက်ပြီးတော့ပုံမှန်အတိုင်းပဲတရားနဲ့ရှစ်လုံးဒါတရားနဲ့ရှစ်လုံးပြည့်တယ်เนาะအရဟံကနေစနေတယ်ပြီးရတဏ္ဍဂုံသုံးပါးကျွတ်တယ်အရဟံနဲ့ရတယ်တဏ္ဍဂုံသုံးပါးကျွတ်တယ်နောက်ဆုံးပိတ်မှလည်းကျွန်တော်တို့တဏ္ဍဂုံသုံးပါးနဲ့ပြန်ဆုံးတယ်အဲ့လိုမျိုးလေးရွက်ကြတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့စမှတ်လေးကိုအရဟံလေးနဲ့စမှတ်မယ်เนาะပြီးရင်တဏ္ဍဂုံသုံးပါးပြီးအရဟံတဏ္ဍဂုံတရားနဲ့ရှစ်လုံးပြည့်ပါတယ် ဒါလေးကိုစိုက်နေမှာ customize လုပ်ပြီးတော့လူငယ်တွေအတွက်ပရိစားစိတ်မဲ့လူတွေအတွက်အများကြီးထွေထူးလည်းမစိတ်နိုင်ဘူးဆိုတော့အမြဲတတိရတဲ့အခါတိုင်းစိတ်ဆဲခြင်းလေကျွန်တော်တို့မနေ့အစောကြီးအချိန်တွေမှာစိတ်တယ်ပြီးရင်ကျွန်တော်ကျတော့ဘလို့အချိန်တွေမှာစိတ်တက်လေးရှိလဲဆိုတော့ကျွန်တော်ဒါကိုပေါ့ပေါ်ပါစိတ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတိုင်ပါနဲ့အလုပ်လုပ်တာရှိတယ်ဒါတော့ကျွန်တော်စိတ်ပုံစိတ်နေပေါ့ကျွန်တော်ကဘာလုပ်လဲဆိုတော့25မိနစ်အလုပ်လုပ်တယ်ကျွန်တော်တိုင်ပါပေးတာကျွန်တော်25မိနစ်တိတိကျွန်တော်ဘေးရင်ဟောတယ်ဟောစတန်ထိုင်ရေးတယ်စာရိုက်စရာရှိရင်ရိုက်တယ် ဟိုအတာဖိုင်ပို့စရာရှိရင်ပို့တယ်25မိနစ်ကျွန်တော်လှုပ်တယ်လှုပ်ပြီးရင်ကျွန်တော်9မိနစ်နားတယ်မျက်စိအနာပေးတာပဲဖြစ်ဖြစ်ဟိုဟာဖြစ်တယ်ပေါ့နားတယ်ပေါ့နော်နားတဲ့အချိန်မှာကျွန်တော်ဒီပဒီလေးစိတ်လိုက်တယ်တပတ်ပေါ့တပတ်စိတ်လိုက်အဲ့လိုပဲ25မိနစ်အလုပ်လုပ်တယ်9မိနစ်နားတယ်အဲ့လိုနားတဲ့ချိန်လေးမှာဒါစိတ်တာပေါ့ဟိုဝင်တဲ့လက်ကစားတော့စိတ်လို့မရဘူးပေါ့ဗျာကျွန်တော်ကိုယ်ပိုင်လို့ကျွန်တော်တို့ဘလော့ဂါတွေလို့စာအမြဲရိုက်နေရတဲ့လူတွေဗီဒီယိုအမြဲတမ်း reply ပြန်နေရတဲ့လူတွေကြတော့အဲ့လိုပေါ့25မိနစ်လုပ်တယ်9မိနစ်နားတယ်25မိနစ်လုပ်တယ်9မိနစ်နားတယ်အဲ့လိုလုပ်ပြီးတော့ကျွန်တော်တို့ စိတ်တာပါဒီနီလန်းလေးကိုကျွန်တော်ကတော့ဒါလမ်းညွှန်ပေးတာဖြစ်တယ်ကြယ်လူငယ်တွေစားစိတ်ခြင်းနဲ့ကိုသားမိတွေကိုလက်ဆက်ကမ်းခြင်းနဲ့ဗဒီလေးနဲ့ပတ်သက်ပြီးထိတွေ့ခြင်းနဲ့ဆိုရင်ဒါလေးကစိတ်ဖြစ်သွားလိမ့်မယ်တကယ်လည်းရေရှည်စိတ်ဖြစ်တယ်စိတ်ရတာလည်းအာတီတာပြင်ပြရတယ်ဘာလို့ပြင်ပြရလဲဆိုတော့တဏ္ဍကုံအကြောင်းကိုလူတိုင်းသိတယ်ဘုရားတဏ္ဍကေဆာတွေတမန်တန်ဆိုင်တန်ခါတဲ့ဒါဖျားဒါစိတ်ကကိုးခဲ့ပါတယ်အရဟံဆိုလဲဖရာကုံတော်တွေမှာပထမဦးဆုံးကုံတော်ဖြစ်တယ်နော်ကိလေသာကင်းစင်တယ်နော်စိတ်ကြွေရရနေမှာမကောင်းဘူးမပြုတ်ဘူးလူနဲ့ပြမှာတက်တော်ဝါတွေရပူဇော်ထုကိုခံယူတော်မူထားတယ်မြတ်စွာဘုရားဒီလောက်ကတော့ လူငယ်တွေသိကြတယ်။ဒါကြောင့်ရွက်ကဖက်ရတာသူတို့လည်းရွက်ချင်ဖက်ဆက်စေပို့ရှိပါတယ်။မွေးနေ့အမတ်ရရပြီဖြစ်ပါတယ်။အားလုံးပဲမိမိတို့မွေးနေ့တွေမွေးနေ့တွေအားစပြီးကံကောင်းမှုတွေအောင်မြင်မှုတွေအစဉ်ပြေမှုတွေရကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ။